မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကနေရှမ်းပြည်နယ်ဆိုရဖွဲ့ဝင်ပြည်နယ်တယန်စာတရရာဝန်ကြီးဦးဆိုင်လေရက်ဆောင်မြို့နယ်နဲ့ပင်နယာမြို့နယ်အတွင်အထူးစိမ့်လန်းဆိုပြေးရေးစိုက်ကင်တထောင်ဤကနေတောင်ကြီးမြို့နယ်တစ်တော်ဦးစီဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအားကွင်းစင်ကြီးစုစစ်ဆေးတဲ့တဲ့ရင်ကို တင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဆိုရအဖွဲ့ဝင် ပြည်နယ်တယံဇာတရေးအောင်ဝင်ကြီးဦးဆိုင်လိပ်သည်ရက်ဆောင်မြို့နယ်နှင့်ပင်ရမြို့နယ်အတွင်အထူးစိန်လန်းစုပြေးရေး2025ခုနှစ်မိုးရာသီ၌စိုက်ခင်တထောင်အေကတစ်ပင်စိုက်ပြိုနိုင်ရန်မြေနေရာရှာဖွေထားရှိမှုများနှင့်မြေပြုပြင်နေမှုများကိုအေပီလာတယံနှင့်နနက်9နာရီကကွင်းစင်ကြီးရှုစစ်ဆေးခဲ့ပါသည်ပြည်နယ်တယံဇာတရေးအောင်ဝင်ကြီးသည်ရှမ်းပြည်နယ်တတော်ဦးစီးဌာနညင်ကြေးမှုဦးခင်မောင် ွေနဲ့တာဝန်ရှိသူများလိုက်ပါလျက်ရဆောင်မျိုးနဲ့ပင်ရမျိုးနဲ့အတွင်းနိုင်ငံတော်အကြီးအကဲဤလမ်းညွန်ချက်အရာအထူးစိန်လန်းစုပြေရေ2025ခုနှစ်မိုးရသည့်နိုင်တစ်ပင်ဆိုင်ပြူရန်အတွက်ရဆောင်မျိုးနဲ့890ကနဲ့ပင်ရမျိုးနဲ့130ကတို့တွင်မြေနေရာရှင်လင်းခြင်းပနဲ့ရိုက်ခြင်း ကျင်းတူခြင်းချင်းဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကွင်းစင်ကြည့်ရှုစစ်ဆေးရာပြည်내တည်တော်ဦးစီးဌာနညွန်ကြားရေးမှုကပနဲ့ရိုက်ခြင်းလုပ်ငန်းယာနုံပြည့်ပြည်စီမှုကျင်းတူခြင်းလုပ်ငန်းနဲ့နွားချင်းဂျစ်စင်ကြောင့်မို့တိစုပါမြေဩဇာရောနော်၍ကျင်းဖို့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးမှုယာယီပြိုးရင်ဆောက်လုပ်နေမှုနဲ့ရေရရှိမှုအခြေအနေတို့အားရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲ့ဒီနောက်ပြည်내တယန်စာတရေးအဝင်ကြီးသည်တောင်ကြီးမြို့နယ်အတွင်း2025ခုနှစ်မိုးရာသီတွင်ရှမ်းပြည်နယ်အစိုးရအစီအစဉ်ဖြင့်တီထောင်ဆိုင်ပြုံးမည်တောင်ကြီးထင်းကျိုးဝိုင်းအတွင်မြို့ဆောင်လမ်းပေးရှိစိန်လန်းစုပြေးဆိုင်ခင်ငားဧကတွင်ဆိုင်ပြုံးရန်အတွက်မြေနေရာရှင်လင်းခြင်းပနက်ရိုက်ခြင်းနှင့်ကွက်လက်ဖြေးဆိုင်ပြုံးမည်ငားဧကတွင်ကျင်းတူးခြင်းကျင်းပခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီမှုများကိုကွင်းစင်ကြည့်ရှုစစ်ဆေးပြီးမုတ်တုံမိုးစာ တင်ဝင်ရောက်ပြီးမြေအစိုးတံလုံလောက်စွာရရှိသည်နှင့်တပြိုင်နက်စိုက်ပျိုးခြင်းလုပ်ငန်းဆောင်ရွက်သားရန် တောင်ကြီးထင်းကျိုးဝိုင်းအတွင်းကျူကျော်မှုမရှိစေရေထိမ့်သိမ့်ဆောင်ရရန်နှင့်စိုက်ခင်းနှင့်နမိတ်တွင်စိုက်ခင်းဆိုင်ပုတ်တိုင်းများစိုက်ထူသွားရန်လမ်းညွန်မှကြားခဲ့ကြောင်းသိရှိရပါသည်ရှင်